်မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေကျေးဇူးတော်နဲ့ညီသက်ချင်းကောင်းချီးမင်္ဂလာယေရှုခရစ်တော်ဖျားထံတော်ပါမှသင်တို့ဘောသူတိုက်ရောက်ပါစေဖျားရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါれကျွန်တော်ကျေးဇူးတော်ကြောင့်2025ခုနှစ်ဂျွန်လယနေ့ဆိုရင်တော့၁၈ရက်နေ့သို့ရောက်ရှိလာပါပြီပို့ဆောင်တော်မူသောဖျားရှင်ကိုကျေးဇူးတင်ပါれနေ့ရက်စဉ်တိုင်းကျေးရှိခွန်အားယူသောဓမ္မပရိသတ်အားလုံးကိုဖျက်ရှင်ကောင်းချီးပေးပါစေ။ဆုတောင်းကြပါစို့။အဖဖေယာ ကျေးဇူးတင်ပါတယ်နှက်ကွက်တော်အဖြစ်ဒီဆောက်ဆရာဖြစ်စီပါအခုလည်းကျွန်တော်ပြောခြင်းထက်ကိုရော ပြောခြင်းသာဖြစ်စီပါသခင်ယေရှုနာမအဖြစ်ဆုတောင်းရဝေငှပါတယ်ဖျာအာမင်ဖျက်ရှင်ရဲ့ကျေးဇူးတော်ကိုအချီးမွမ်းပါတယ်ကျွန်တော်တို့တမောင်းချမ်းမှာတွေ့ရတဲ့အရေးကြီးတဲ့နေရာ12ခုကိုကျွန်တော်ထောင်နေပါတယ်အော်တမောင်းချမ်း39ချမ်းထဲမှာအရေးကြီးတဲ့နေရာ12ခုတွေ့ရပါတယ်နောက်တစ်ပုံမှာနေရာတော့အီဒင်ဥယျာဉ်ဖြစ်တယ် ကဘောကြောင့်ကြီးနဲ့ငွေရှစ်ကိုဖိုင်ကျွန်တော်တွေ့ရမယ်ဒါကျွန်တော်မနေ့အများကြီးရှင်းပြခဲ့ပြီဖြစ်တယ်အဲဒီကနေ့ကတော့ကျွန်တော်ဒုတိယနေရာကအာရရက်တောင်ကဘောကြောင့်ကြီးရှစ်ငွေ၄ကိုဖိုင်ကျွန်တော်တွေ့ရမယ်အာရက်တောင်ဆိုတာကတော့နောဤသင်းမောကပြန်လေပြီးနောက်ဆုံးတင်တဲ့တောင်ဖြစ်တယ်အော်နားနေအောင်ပြောရင်တော့ဖျားသခင်ကကဘာကြီးကိုရည်လွှမ်းမိုးတဲ့အခါမှာဘာကြောင့်ရည်လွှမ်းမိုးလဲဆိုတော့ကဘာပေါ်မှာရှိတဲ့လူတွေကဒုစိတ်တွေကြောင့်ပုတ်ဆက်တဲ့အခါမှာ ရေနဲ့စီရင်တဲ့အခါမှာနောဤနဲ့မိသားစုကတော့ဒီသင်္ဘောစောက်တဲ့အခါဘုရားစကားနားထောင်ပြီးသင်္ဘောပေါ်မှာ လုံခြုံပြီးလွတ်မြောက်ခြင်းရတယ်သင်္ဘောဆက်ထွက်တဲ့ချိန်ကဆာဟိုအာရက်တောင်ပေါ်မှာဂိတ်ဆုံးသွားတဲ့ချိန်ထိဘုရားသခင်ကတာဝန်ယူတယ်ဆိုတာလေတွေ့ရတယ်ဒါကြောင့်အာရက်တောင်ဆိုတော့နောဤသင်္ဘောဂိတ်ဆုံးခဲ့တဲ့တောင်လို့ပြောရင်လေမမှန်ဘူး ဒါကြောင့်တမောင်းကျမ်းထဲမှာအရေးကြီးတဲ့နေရာ12ခုမှာဒါဒုတိယအရေးကြီးတဲ့နေရာအရက်တောင်ဖြစ်တယ်။ဒါကြောင့်ကပေါကျမ်းကြီးချက်ငယ်၄မှာနော်ဖတ်ပြချင်ပါတယ်။တတမလ18ရက်နေ့တွင်သင်မောင်းသည်အရက်မီရှိသောတောင်ပေါ်မှာတင်လေ၏။ကပေါကျမ်းခန်းကြီး၈အငယ်၄ဖြစ်ပါတယ်။အဲ့တော့ဒီနောဤသင်မောကဒီအရက်တောင်ပေါ်မှာသွားတင်တဲ့အခါမှာအောင်းစရာကောင်းတာက ဖျားသခင်ကတောင်ပေါ်မှာဂိတ်ဆုံးခိုင်းတယ်ဆိုတာဒီကိုဒါအံ့ဩစရာကောင်းတယ်ဒါလေးတော့တွေ့ရတယ်။အော်နှောင်းသင်မောဆတ်ထွက်တဲ့ချိန်မှာတော့ဒီနှောင်းသင်မောရဲ့တကားကိုပိတ်တာဖျားသခင်ဖြစ်တယ်။ဘောင်းနေဆိုသင်မောပေါ်မှာတော့ခတ်တာလို့ဘာလို့တော့ဘာမှမရှိဘူး။ဒါပေမဲ့ဖျားသခင်ပိတ်လိုက်တဲ့ကြောင့်သူလုံခြုံနေတယ်ဆိုတာတွေ့ရတယ်။ဒါကြောင့်ဒီနှောင်းသင်မောဆောက်တဲ့ချိန်မှာလည်းမဖြစ်နိုင်တဲ့အချက်၄ချက်ရှိတယ်။နောက်နံပါတ်၁ကနှောင်းရမိုးရွာတာမမြင်ဘူး။ဒါပေမဲ့ဖျားသခင်သူယုံတယ်။နံပါတ်၂ကတော့ နော်ရဲ့ engineer မဟုတ်ဘူးဒါပေမဲ့ဘုရားကြီးပေးတဲ့ညံနဲ့စောက်တဲ့အခါဒီသမောကြီးအောင်မြင်စွာပြီးဆုံးတယ်နံပါတ်3ကတော့ဒီသမောစောက်တဲ့ကြာချိန်120လောက်ကြာမယ်လို့ခန့်မှန်းရတယ်ဒါပေမဲ့နော်ကြီးယုံကြည်ခြင်းမကြတော့ဘုရားကိုယုံတယ်အဲယုံကြည်ခြင်းကြောင့်ဘုရားကောင်းချီးပေးတယ်နံပါတ်4ကတော့နော်ဤသမောစောက်တဲ့နေရာနဲ့ပင်လယ်ကမ်းခြေနဲ့မိုင်120လောက်ဝေးတယ်လို့ခန့်မှန်းရတယ်သမောဆိုတာကရေနားမှာစောက်တာပြီးရေထဲမျောချလိုက် ဒါပေမဲ့ဒီမိုင်120လောက်ဝီးတဲ့ပင်လယ်ကမ်းခြေကိုဒီမိုးရွာတဲ့အခါစီးသွားမယ်ဆိုတော့ noise ကယုံနေတယ်။အဲ့ဒါတွေကအောင်းစရာကောင်းတယ်။အခုလေဒီအရက်တောင်ပေါ်မှာတော့တည်နေတဲ့အခါမှာ noise နဲ့မိသားစုဘုရားကြီးကလုံခြုံမှုနဲ့အဲ့တောင်ပေါ်မှာဂိတ်ဆုံးစေတယ်။အဲ့တော့နားမအောင်ပြောရင်တော့ဂိတ်ဆတဲ့အခါဘုရားစကားနားထောင်ပြီးဆတဲ့အခါမှာဂိတ်ဆုံးတဲ့အခါတောင်ပေါ်မှာတော့ဂိတ်ဆုံးတယ်။ အဘဝမှာဖျားနဲ့စတဲ့သူရဲ့အသက်တာမှာဂိတ်ဆုံးရင်တော်မှခြိုက်မှာမဟုတ်မြေနေမှာမဟုတ်ထိတ်ဆုံးမှာဂိတ်ဆုံးဝင်ပြီးတယ်ဖေရတောင်ပေါ်မှာဂိတ်ဆုံးနေဆိုတာနားလည်အောင် ပြောရင်တော့ဖျားသခင်ကမြင့်တော်အရာမှာတင်လိုက်တာအဲ့ဒါတော့တွေ့ရတယ်။တော့ဒီအဖြစ်ပြက်နဲ့ပတ်သက်ပြီးတော့အရက်တောင်နဲ့ပတ်သက်အရေးကြီးတဲ့အချက်ကလေး၄ချက်ပြောပြချင်တယ်။နောက်ဒီ branch ချက်ကအရက်တောင်က အခုခေတ်ရဆိုတူရကီမြောက်ပိုင်းမှာစီးနင်းတွေဖုံးဝန်းနေတဲ့တောင်တစ်ခုဖြစ်နမနီဒူရီရဲ့ချက်ကတော့အဲ့တောင်ဟာပေပေါင်း16800လောက်မြင့်မယ်လို့ခန့်မှန်းရတယ်နမသုံးတတိယချက်ကတော့ဘာလဲဆိုတော့ခုနဖော်ပြလို့ပဲနောင်ရဖျားစကားနားထောင်ပြီးစပြုတဲ့အခါမှာဂိတ်ဆုံတဲ့အခါတောင်ပေါ်မှာသွားအဆုတ်တက်တယ်ပြောချင်တာကတော့မြင့်သောအရက်မှာဖျားရှင်ကချီးမြှောက်ထားတာဖြစ်တယ်ဟောဒီကနေ့လောကကြီးမှာ အမျိုးမျိုးသောစိတ်ဆင်းရဲမှုတွေစိတ်ဒဏ်ကြမှုတွေဖြစ်အောင်လောကရိုက်ခတ်တာဒါပေမဲ့ဘုရားစကားနားထောင်တဲ့သူရဲ့အသက်တာမှာမြင့်သောအရက်မှာဘုရားကတင်ထားမယ်ဆိုတာကိုသတ်တွေ့ရတယ်။ဒါနံပါတ်3ဒါကြောင့်ဘုရားစကားနားထောင်တဲ့ကမြင့်တဲ့အရက်မှာဂိတ်ဆုံးစေတယ်။နောက်နံပါတ်4ကတော့ဘာလဲဆိုတော့ဒီအရက်တောင်ကတောင်ပေါ်မှာနှောင်းအီးတော့ဂိတ်ဆုံးပြီးတာနဲ့နော်ဒီ မြေကြီးပေါ်မှာရေကုန်မကုန်သိကျင်တော့နောက်ရရဘာလုပ်ကလေးဆိုတော့เนาะပထမဆုံးជីအကိုလွတ်တယ်ဒါပေမဲ့ជីအကလည်းသိတဲ့အတိုင်းပဲသူကပြန်မလာအောင်မြေကြီးပေါ်မှာရှိတဲ့အပုပ်တွေကိုစားပြီးသူပျော်တယ်အဲ့ချက်ပါပဲနောက်ရရဂျုံငတ်ကိုလွတ်တော့ဂျုံငတ်ကဒီအပုပ်ထဲမှာမပျော်တော့သင်္ဘောပေါ်ပြန်လာနောက်ဒုတိယအချိန်ပြန်လွတ်လိုက်တဲ့အချိန်တည်းကျတော့နောက်ရရလွတ်လိုက်တဲ့အဲ့ဂျုံငတ်လေးကနောက်ရရလွတ်တဲ့ဂျုံငတ်က တာလွန်ကလေကိုက်ပြီးပြန်လာပြန်လာပြီးသင်းမောပေါ်ရောက်တဲ့အခါမှာဓမြီးပေါ်မှာရေခမ်းပြီလို့အဓိပ္ပာယ်ရတယ်။ဟောဒီအောင်ကြည့်ကြပြီဒီတောင်ပေါ်မှာနောဤသင်းမောသွားတဲ့နဲ့အချိန်မှာနံပါတ်၄ချက်ကဂျိုးငတ်ကလေးကတာလွန်ကကိုကိုက်ပြီးတော့ပြန်လာတဲ့အခါမှာအဲ့ဒီတောင်ပေါ်မှာနောဤမိသားစုကဒါငါတို့ငြိမ်းချမ်းနေသင်းမောပေါ်ဆင်းလို့ရပြီလို့အဓိပ္ပာယ်ရတယ်။ အနားလေအောင်ပြောရင်တော့ဒီတောင်ပေါ်မှာငိမ့်ချမ်းခြင်းတွေကိုဖះကနောဤသင်မောကဆင်းတဲ့သူတွေအတွက်ယူဆောင်ပေးထားတယ်။အော်ဒီကနေ့လောကကြီးမှာမငိမ့်ချမ်းမှုတွေအများကြီးပဲ။ဒါပေမဲ့သင်သက်တာသင်မိသားစုသင်အိမ်မှာငိမ့်ချမ်းခြင်းရင်ဖះသခင်ခိုင်းတဲ့အတိုင်းလို့ဖះပြောတဲ့စကားနားထောင်ဤနှုတ်ကပတ်တော်အတိုင်းအသက်ရှင်။သင်ရှိတဲ့နေရာလေးမှာငိမ့်သက်ခြင်းနဲ့ငိမ့်ချမ်းခြင်းကိုဖះကပေးမယ်ဆိုတော့ အပီးချက်ဒါကြောင့်နော်ယီတင်မောနောက်ဆုံးဒီအရက်တောင်ကြီးပေါ်မှာတင်သွားတဲ့အခါမှာနော်ယီနဲ့မိသားစုတို့ဖျားသခင်အဲ့ချိန်မှာလီလာစီတယ်ယာဒီဥဒုကိုပြင်ဆင်ပေးတယ်ပြီးတဲ့အခါမှာနော်ယီကလည်းထလာဒီတောင်မောကတင်မောဘောစင်းနာနဲ့ဘာလုပ်လဲဖျားဘူရစ်ဘူဆိုတာ ။အော်ဒီရောက်ကြည့်ခြင်းအဖြစ်နောဤသက်တာကသင်္ဘောထဲမှာလုံခြုံဝင့်ပြီးတဲ့ဖရားကိုကျေးဇူးတင်သောအဖြစ်သင်္ဘောအပြင် ရောက်တဲ့အခါလေးရစ်ပူဇော်ခြင်းပြောခြင်းတာဖရားကိုရစ်ပလင်တယ်။ဒါကြောင့်လည်းသူ့မိသားစုဖရားသခင်ကပဲကာလအစင်မြေတာဝန်ယူတယ်ဆိုတာတွေ့ရတယ်။တောင်ဒီနေ့ကျွန်တော်တို့သက်တာမှာကျွန်တော်ရောက်လေရရမှာဖရားကောင်းမြတ်ကြောင့်ရစ်ပလင်တယ်ပါကတောင်ပေါ်မှာဖြစ်ဖြစ်ရှိတဲ့နေရာမှာရစ်ပလင်တယ်ပါက ထိုဖရားက ရှိရအရက်မှာတင့်ကိုတာဝန်ယူမယ်ဆိုတာအပေးရင်းနှိကုံချုပ်လို့လေကျမ်းစာတွေရောက်ချင်းစီတိုင်းဖြတ်ရှင်သား၍ကောင်းချီးပေးပါစီ God bless you all ယေရှုတင်ပါတယ်ရုပ်တရက် line အနေနဲ့ကြာသွားလို့ဖြစ်တယ်ကျွန်တော်ဒီကနေ့ကြည့်ရှုသူအားလုံးဖြတ်ရှင်ကောင်းချီးပေးပါစီကျွန်တော်နှစ်ဖန်ကြာဂရဘရီနေ့မြန်မာဆန်တော်ကြီးညနေ3နာရီခွဲမှာကျွန်တော် ပြန်လည်တွေ့ဆုံမှာဖြစ်တယ်ကျွန်တော်တမောင်းချမ်းမှာအရေးကြီးတဲ့နေရာ12ခုမှာ3ခုမြောက်တစ်ခုကျွန်တော်နှစ်ဖန်မှာပြန်နာထောက်မှာဖြစ်တယ်အားလုံးကိုဖြတ်ရှင်သားပြီးကောင်းချီးပေးပါစီ God bless you all ငြိမ်သက်ခြင်းနဲ့ရှင်နဲ့ကောင်းကြီးဖြတ်ဖြတ်သင်တို့ပေါ်သို့တက်ရောက်ပါစေဆုတောင်းကောင်းကြီးခံယူကြပါစို့ခရီးသည်မြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့၎င်းဒီကနေ့မွန်းနေ့ချောက်တဲ့ကရသမီဒိုမီမီအောင်နဲ့တကွာ not Julie Joy မွန်းနေ့ရှင်တီးတီးပေါ်သို့၎င်းမင်္ဂလာနှစ်ပတ်လည်ချက်ရောက်တဲ့ဆက်စော့ဒီဗင်နဲ့တကွာမထရီဇာဇနီးမောင်နှံ23နှစ်မင်္ဂလာနှစ်ပတ်လည်အထိထားဝယ်ဖျားတာဝန်ယူသလိုနှစ်ပေါင်းကာလအစဉ်မြဲကရတာဝန်ယူတဲ့ကောင်းကြီးခံစားရခြင်းသားနဲ့သမီးရဲ့အသက်တာတိထက်ချီးမြှောက်ခံရခြင်းနဲ့တူ အထူးဖြစ်ဘုံတော်ဝင်စားတဲ့ဒေါ်မြင့်မြင့်သိန်းချန်ရှိတဲ့မိသားစုတွေပေါ်မှာနှစ်သိမ့်မှုရခြင်းနဲ့တကွာအထူးဖြစ်ဘုံတော်ဝင်စားကြတဲ့သူများနဲ့သက်ဆိုင်တဲ့ချန်ရှိတဲ့မိသားစုတွေနှစ်သိမ့်မှုရခြင်းကြီးစုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သူယနေ့မှစမကုန်မခန့်နိုင်တဲ့ကောင်းကြီးတို့ဒီကာလအစင်းမြဲတက်ရောက်တည်ရှိတည်နေပါစေတော့အာမင်ယေရှုတမန်ကြီးယေရှုခွန်ယူတဲ့ဓမ္မပရိသတ်အားလုံးကိုဖြတ်ရှင်ကောင်းချီးပေးပါစေ။ ရင်သက်ချင်းရှိပါစေကျွန်တော်ပြန်လည်ပြီးတွေ့ဆုံကြပါစို့